မိတ်ဆွေတို့ရေခင်များတို့ရဲ့မိတ်ဆွေတွေနဲ့ဆက်ဆံရေးဟာစီးပွားရေးစနစ်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတာခံစားမိဘူးလားယနေ့ခေတ်မှာစီးပွားရေးတံမိုးတွေကလူမှုဆက်ဆံရေးတွေကိုဘလို့ပုံဖော်နေလဲဆိုတာကိုတောက်မေရေးသားတဲ့ Friendship in an Age of Ego No Miss Out ထဲမှာလေ့လာကြည့်ကြရအောင်ဒီစာအုပ်ကခင်များတို့ရဲ့အတွေ့အမြင်တွေကိုပြောင်းလဲစေနိုင်ပါတယ် ဒီစာအုပ်ထဲမှာစာရေးသူ တောက်မီကစီးပွားရေးစနစ်ဟာလူမှုဆက်ဆံရေးတွေကိုဘယ်လိုလွှမ်းမိုးနေလဲဆိုတာကိုအဓိကထားဆွေးနွေးထားပါတယ်။စီးပွားရေးတံမိုးတွေဟာလူတဦးချင်းစီရဲ့အကျိုးအမြတ်နဲ့ဈေးကွက်ရဲ့ထိရောက်မှုကိုဦးစားပေးတဲ့အတွက်လူချင်းချင်းရဲ့နှဆိုင်နဲ့ဆက်ဆံရေးတွေကိုလျှော့ပါစေပါတယ်။ Neoliberalism ရဲ့လွှမ်းမိုးမှုဟာဈေးကွက်နယ်ပယ်တွေမကဘူးလို့စာရေးသူကဆိုပါတယ်။နိုင်ငံရေးလူမှုရေးနဲ့ကိုယ်ရေးကိုယ်တာဘဝတွေကိုပါလွှမ်းမိုးထားပါတယ်။ ရှင်ပြိုင်မှုတကူကောင်းဆန်မှုနဲ့ကိုအားကိုကိုမှုစတဲ့ယဉ်ကျေးမှုတွေကိုအားပေးပြီးအတိုင်းဝိုင်းစာနာထောက်ထားမှုနဲ့လူမှုရေးတာဝန်ယူမှုတွေကိုညှော်နှဲစေပါတယ်။ဒီလိုလွှမ်းမိုးမှုတွေကိုသိရှိနားလည်ခြင်းဟာဆိုးကျိုးတွေကိုတွန်းလှန်ဖို့ပထမခြေလှမ်းဖြစ်ပါတယ်။ဓမ္မသာစစ်မှန်တဲ့ဆက်ဆံရေးတွေအပြန်အလှန်ကူညီပံ့ပိုးမှုတွေနဲ့စီးပွားရေးအကျိုးအမြတ်ထက်ပိုမိုတံမိုးထားတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်မှာပါ။ ဒါအပြင်မိတ်ဆွေတို့ရဲ့ဆက်ဆံရေးဟာတံမိုးတွေအတွက်တိုက်ပွဲဝင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ရှင်ပြိုင်မှုနဲ့ကိုကြိုးရှာမှုဆိုတဲ့ဈေးကွက်တံမိုးတွေနဲ့စာနာမှုယုံကြည်မှုနဲ့အပြန်အလှန်ပံ့ပိုးမှုဆိုတဲ့လူသားဆန်တဲ့တံမိုးတွေကြားကပဏိပခ္ခတွေကိုမိတ်ဆွေတွေကြားမှာတွေ့နိုင်ပါတယ်။စားသုံးသူနဲ့စွန့်ဦးတီထွင်သူဆိုတဲ့ပုံစံနှမျိုးကမိတ်ဆွေတို့ရဲ့ဆက်ဆံရေးတွေကိုစိတ်ဝင်လာနိုင်ပါတယ်။ စားသုံးသူဆိုတာကပျော်ရွှင်မှုနဲ့အတုံးဝင်မှုအပေါ်အခြေခံတဲ့ဆက်ဆံရေးတွေကိုလိုလားပြီးစုံဦးတည်ထွင်သူကတော့အနာဂတ်မှာအကျိုးမြတ်ရရှိဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့ခင်မင်းယင်းမှုကစစ်မှန်တဲ့ဂရုစိုက်မှုတမိုးထားမှုနဲ့အပြန်လန်တိုးတက်မှုကို အခြေခံတဲ့ဆက်ဆံရေးတွေကိုတိစောက်ပေးနိုင်ပါတယ်။စားသုံးသူဟာလက်ရှိစားသုံးမှုနဲ့ပျော်မွေ့နေတတ်ပြီးအနာဂတ်ဒါမှမဟုတ်အတိတ်ကို တိတ်ကြွမဆိုင်ပါဘူး သူတို့ဟာပျော်ရှင်စရာတွေကိုချက်ချင်းရယူဖို့ကိုပဲအာရုံစိုက်ကြပါတယ်။ကြော်ညာတွေနဲ့ဖြောပြေးရင်ကျေးမှုတွေကဒီအချက်ကိုပိုအားပေးပါတယ်။စုံဦးတီထွင်သူကတော့အနာဂတ်ကိုအာရုံစိုက်ပြီးရေရှည်ရည်မှန်းချက်တွေကိုအကောင့်ထဲပို့ဖို့ကြိုးစားပါတယ်။သူတို့ဟာအချိန်ဆွဲအင်နဲ့အရင်းမြစ်တွေကိုရင်းနှီးမြှုပ်နှံမှုတစ်ခုလိုသဘောထားပြီးအမြဲတမ်းအလားအလာရှိတဲ့အကျိုးမြတ်တွေကိုတွက်ချက်နေတတ်ပါတယ်။ သူတို့ဟာကိုကိုကိုတိုးတက်အောင်လုပ်ဖို့နဲ့ကိုပိုင်အောင်မြင်မှုအတွက်အမြဲတမ်းတွန်းအားပေးနေပါတယ်။ဒါပေမဲ့စစ်မှန်တဲ့မိတ်ဆွေတွေဟာတယောက်ကိုတယောက်စစ်မှန်တဲ့စိတ်စေတနာနဲ့ကူညီပံ့ပိုးပေးကြပါတယ်။သူတို့ရဲ့ဆက်ဆံရေးဟာအကျိုးအမြတ်ကိုမကြည့်ပဲတယောက်ရဲ့ကောင်းကျိုးကိုပဲလိုလားကြပါတယ်။ဒီလိုအပြန်အလှန်ဂရုစိုက်တဲ့ဆက်ဆံရေးဟာတကူကောင်းဆန်တဲ့စားသုံးသူနဲ့အမြတ်ကိုတွက်ချက်နေတဲ့စုံဦးတီထွင်သူတို့ရဲ့ဆက်ဆံရေးနဲ့ဆန့်ကျင်ဘက်ပါပဲ။ စစ်မှန်တဲ့မိဆွေတွေဟာတယောက်ရဲ့ကောင်းကျိုးကိုလိုလားတဲ့အပြင်တယောက်ပေါ်တယောက်မှာချစ်ခင်မြတ်နိုးတဲ့စိတ်လည်းရှိကြပါတယ်။ဒီလိုချစ်ခင်မြတ်နိုးမှုဟာအကြောင်းပြချက်မရှိဘဲဖြစ်ပေါ်လာတတ်ပြီးတငယ်ချင်းရဲ့အပြုမူဒါမှမဟုတ်အခြေအနေတွေပြောင်းလဲသွားရင်တောင်တည်မြဲနေတတ်ပါတယ်။စစ်မှန်တဲ့မိဆွေဖြစ်ဖို့ဆိုတာကယဉ်နိမှုကိုတိဆောက်ရပါတယ်။အချိန်ပေးခြင်းစွန့်အင်တဲ့စိတ်ခံစားမှုတွေကိုယဉ်နိမြုပ်နှံခြင်းအဖြစ်ဆက်ဆံရေးကိုပြုစုပြောင်းထောင်ရပါတယ်။ နားထောင်ပေးခြင်း၊ကူညီပံ့ပိုးပေးခြင်း၊အတွေ့အကြုံတွေကိုမျှဝေခြင်းနဲ့အခက်အခဲတွေကိုအတူရင်ဆိုင်ခြင်းတွေပါဝင်ပါတယ်။ယုံကြည်မှုဟာခင်မင်ရင်းနှီးမှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။တငယ်ချင်းတယောက်ရဲ့အရေးချင်းဒါမှမဟုတ်ယုံကြည်စိတ်ချရမှုပေါ်မှာတင်မကဘူး။ကိုယ့်ရဲ့အတွင်းစိတ်ထဲကခံစားချက်တွေကိုမျှဝေဖို့တစ်ဖက်လူရဲ့ယူသားမှုနဲ့ပံ့ပိုးကူညီမှုအပေါ်မိခိုအားထားဖို့လိုအပ်ပါတယ်။ မိတ်ဆွေတွေကြားထဲမှာပြောပြခြင်းဟာယုံကြည်မှုတည်ဆောက်ရမှာအရေးကြီးပါတယ်။ကုပွင့်လင်းလင်းနဲ့ရိုးရိုးသားသားပြောဆိုခြင်းကိုယ်စကားအတွက်တာဝန်ယူခြင်းနဲ့တစ်ဖက်လူကို ကိုယ့်ရဲ့အတွင်းစိတ်ထဲကိုဖိတ်ခေါ်ခြင်းတွေပါဝင်ပါတယ်။ဒါဟာယဉ်နိမှုကိုတည်ဆောက်ပေးပြီးဆက်ဆံရေးကိုခိုင်မာစေပါတယ်။တန်းတူညီမျှမှုဟာစီလုံးညီညွတ်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ် တဦးချင်းစီရဲ့အတွေ့အကြုံတွေရှူထောင့်တွေနဲ့လိုအပ်ချက်တွေဟာဒန်းတူအရေးပါပြီးလေးစားထိုက်တယ်ဆိုတာကိုအတိအမှတ်ပြုဖို့လိုအပ်ပါတယ်။ဒီဒန်းတူညီမျှမှုကလူမှုအဆင့်တန်းနဲ့အာဏာတက်ရောက်မှုတွေကိုကြော်လွန်ပြီးလူတဦးချင်းစီကိုသူတို့ရဲ့အဆင့်တန်းဒါမှမဟုတ် အောင်မြင်မှုတွေအတွက်မဟုတ်ပဲသူတို့ရဲ့ကိုယ်ပိုင်ရည်ချင်းတွေအတွက်တံမိုးထားတဲ့နေရာတစ်ခုကိုဖန်တီးပေးပါတယ်။ခင်မင်းရင်းနှီးမှုကနေရတဲ့လေ့ကျင့်မှုဟာစီမင်းစည်းကမ်းတွေနဲ့လုံထုံးလုံနည်းတွေကိုတင်ယူခြင်းမဟုတ်ပါဘူး လောကမှာဘလို့နေထိုင်မလဲလေးစားမှုကိုချင်းစာတရားနဲ့တန်းတူညီမျှမှုအတွက်ဘလို့ဆက်ဆံမလဲဆိုတာကိုလေ့ကျင့်ပေးတာဖြစ်ပါတယ်အတူတူဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေကစစ်မှန်တဲ့မိတ်ဆွေတွေအတွက်အမတ်တရားတွေနဲ့နားလည်မှုတွေကိုဖန်တီးပေးပါတယ်ခင်မင်းရင်းနှီးမှုက ကိုယ်ပိုင်တိုးတက်မှုနဲ့ကိုယ့်ကိုယ်ကိုမြင့်တင်မှုအတွက်တင်မဟုတ်ပါဘူးအတိတ်ပဲနဲ့အရေးပါမှုတွေကိုမျှဝေခံစားနိုင်တဲ့ကဘာကြီးကိုဖန်တီးဖို့လည်းဖြစ်ပါတယ် အရေးကြီးဆုံးကတော့ခင်မင်ယဉ်နီမှုကယုံကြည်မှုကိုတိဆောက်ပေးခြင်းပါပဲတငယ်ချင်းတွေကိုယုံကြည်ခြင်းအဖြစ်မတူကွဲပြားတဲ့သူတွေကိုပါယုံကြည်ဖို့နဲ့ဘုံမှန်ချက်တွေအတွက်အတူတကွလှုပ်ဆောင်ဖို့စွမ်းရည်တွေတိုးပွားလာစေပါတယ်ဒါပေမဲ့ဘလောက်ပဲခင်မင်ယဉ်နီတဲ့မိတ်ဆွေတွေဖြစ်ပါစေစီးပွားရေးဖိအားတွေကလွတ်မိုးနိုင်ပါတယ်ယုံကြည်မှုပြပြခြင်းစာနာစိတ်နှဲပါခြင်းနဲ့အတိုင်းဝိုင်းရဲ့နှောင့်ကြိုးတွေပျက်စီးခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ဒါကြောင့်စစ်မှန်တဲ့မိတ်ဆွေတွေကိုထိမ့်သိမ်းဖို့ဆိုတာသတိနဲ့စူးစမ်းအားထုတ်မှုတွေအများအမ်းလိုအပ်ပါတယ်မိတ်ဆွေတို့ရေဒီစာအုပ်ကနေရရှိတဲ့အဓိကသင်ခန်းစာတွေကတော့ခိုင်မာတဲ့မိတ်ဆွေတွေဟာစီးပွားရေးဆန်တဲ့ဆက်ဆံရေးပုံစံတွေကိုတွန်းလှန်နိုင်နေဆိုတာပါပဲစစ်မှန်တဲ့ဆက်ဆံရေးကိုတမိုးထားခြင်းကိုချင်းစာတရားနဲ့ပံ့ပိုးကူညီမှုကိုမြင့်တင်ခြင်းအပြင်မိတ်ဆွေတို့ဟာခေတ်ကာလရဲ့ဖိအားတွေကိုရင်ဆိုင်နိုင်ပါတယ် ဒါအပြင်ရေရှည်တည်တတ်တဲ့တန်ရုံးစင်တွေတိဆောက်ဖို့ကြိုးစားကြပါဒီလိုအားထုတ်မှုတွေကမိษွေတို့ရဲ့ဘဝတွေကိုပိုပြီးအထိပယ်ရှိစေမှာပါအခုပဲမိษွေတို့ရဲ့ဆက်ဆံရေးတွေကိုပြန်သုံးသပ်ပြီးတံမိုးထားမြင့်တင်ဖို့တိုက်တွန်းခြင်းပါတယ်